ကျွန်တော်နဲ့အင်တာဗျူးမေးနေစဉ်တေးရီနိုင်မြမာကဆေးရောင်စုံမြင်ကွင်းကျဲတရှင်းကိုအတိတ်ပဲသိစေရန်ဆိုပြသည်လူတချို့ဟာလေတနက်နဲ့စစ်တိုက်နေကြကာလန်ဘီကဘီရင်ဆရာကြီးအားကိုးလိုက်ဆန်းပြရစီစီပင်ရဲတွေဈေးတယ်တွေကိုလိုက်ဖမ်းတာလေဈေးတယ်တွေကဈေးပန်းတွေမှဘဝတွေပြက်အဲ့ဒါလေးကိုရေးထားတာမြို့တော်လှဖို့ကအရေးကြီးသလားပြည်သူလူထုထမင်းစားရဖို့ကအရေးကြီးလားအစိုးရကစဉ်းစားရမှာပေါ့ မြို့တော်လှပခြင်းရင်ဟင်းစားပေးလီမြို့ထဲမှာဈေးရောင်းခြင်းနဲ့သူတွေအတွက်နေရာတိကျလုပ်ပြီးအဲ့ဒီလိုမဟုတ်ဘူးအကုန်မောင်းထုတ်ဖမ်ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ ဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါကတော့စောင်းပါရှင်ဖိုးဆိုင်ရေးသားတဲ့တော်လန်တေးရေးဆရာနိုင်မြမာဤသူ့ဘဝသူ့သချင်းသူ့ကဗျာအပိုင်းတစ်ပဲဖြစ်ပါတယ်။ဟိုတုန်းကစစ်သားတွေကတကယ်ရှိဖို့ကောင်းတာဗျ။ရောက်ွက်တဲ့စစ်သားတယောက်ဝင်လာလို့အိမ်မတည်ဘူးဆိုရင်ကလေးကအစာလက်ဆွဲပြီးလိုက်ပို့ပေးတယ်။စစ်သားလူရန်စားဆိုတာတီးတန့်ကြီးရှိတာမဟုတ်ပါဘူးဗျ။စစ်သားနဲ့ပြည်သူလူထုကခွဲလို့မှမရပဲ။အဲ့လိုခင်မျိုးမှာကျွန်တော်ကစစ်ထဲဝင်ကျင်ခဲ့တာ။ အထပ်ပါစကားကိုပြောဆိုလိုက်သူမှာရှစ်လေးလုံးလူတို့အေးတော်ပုံတွင်ဆန္ဒပြသူများကိုကဘာမကြည့်ဘူးသခြင်းဖြင့်စိတ်တက်ခွန်အားမြင့်တင်ပေးခဲ့သူဒေါ်လန်တေးရေးစရာနိုင်မြမာဖြစ်သည်တေးရေးနိုင်မြမာဟုဆိုလင်ရှစ်လေးလုံးလူတို့အေးတော်ပုံနှင့်ကဘာမကြည့်ဘူးသခြင်းကိုတွဲမြင်ကြပါလိမ့်မည်တေးရေးနိုင်မြမာသည်သူယုံကြည်ရာသခြင်းရေးခြင်းသခြင်းဆိုခြင်းကဗျာရေးခြင်းဖြင့်မိသားစုနှင့်အတူထိုစဉ်ကဒဂုံမြို့သစ်အရှိပိုင်းမြို့နယ်တည်းရှိဒဂုံတက္ကသိုလ်အနီး တက္ကသိုလ်ရိပ်မော်ဥယျာဉ်အင်ယာတဲတွင်အေးချမ်းစွာနေထိုင်ခဲ့သည်ဒေးရီနိုင်မြမနေထိုင်သည့်ရက်ွက်လေးသည်ကာကြီးကားငယ်ဟွန်ဒီတန်များအတန်ချက်ဆက်ဖြင့်အလူခံတန်များစသည့်စုညံတန်များကင်းမဲ့ကပဝင်းကျင်မှအေးချမ်းတိတ်ဆိတ်နေသည်အနုပညာတေဂီတာသမားများစာပေကဗျာဖန်တီလိုသူများအတွက်နေချင်းစပွဲရက်ွက်တစ်ခုဖြစ်နေသည်ကျွန်တော်ဒေးရီနိုင်မြမနေအိမ်သို့ရောက်ရှိသွားခြင်းသည်ဒီဇင်ဘာလ၏နနက်ခင်းတစ်ခုဖြစ်သည်လာညီလေးလာထိုင်ဘာစားခဲ့ပြီးပြီလဲ ဘာတော့မလဲစသဖြင့်ဖော်ရွေးစွာအဲ့ခရင်ကျွန်တော်ဘဝတရုပ်ပေါ်ဆောင်းပါအတွက်ဒေးရင်နိုင်မြမနဲ့အင်တာဗျူးကိုစတင်လိုက်သည်အဖေနာမည်ကဥုံမြင့်အဖေကကောက်ပဲတိနေရုံမှာ အလုပ်လုပ်တယ်အဲ့ဒီရုံမှာဝင်တော့ပေါ့အဖေကကြပြားလေးရေးတယ်ကြပြားဆရာမောင်မြူလွားဆိုတဲ့နာမည်နဲ့ရေးတယ်အခုဆုံးသွားပြီဖြစ်တဲ့ဆရာအီကြွေးတို့ကအဖေနဲ့ရေးဖို့ရေးပတ်တယ်ပဲကျွန်တော်လင်းနေတာလောက်မှာကျွန်တော်အဖေဆုံးသွားတယ် မေကမြောင်းမြသူဆိုတော့မြောင်းမြနဲ့သွားကြည့်ပြန်ကြည့်ဆိုတော့ကျွန်တော်ကိုအဖေ့မိသားစုကပဲမွေးတာပေါ့ထို့သောဖြစ်တည်ရင်နိုင်မြမသည်တောင်ဩကလာ၁၁ရက်ွက်ရှိအဖိုးအဖွားဦးလေးအတော်တို့၏လက်ထဲတွင်ကြီးပြင်းခဲ့ရသည်ညီကို၃ယောက်ရှိသည့်အနက်တည်ရင်နိုင်မြမမှာရန်ကင်းရှိစိတ်မိုက်ကယ်ကျောင်းတွင်ငယ်စဉ်ကကျောင်းတက်ခဲ့သည်ကြီးတော်ဖြစ်သူထပ်မံဆုံးပါသွားသည့်အခါတောင်ဩကလာအာမဂါ၃တို့ပြောင်းရွှေ့တက်ခဲ့ရသည်ကတည်ရင်နိုင်မြမဖြစ်လာဖို့ရာပဲ့ကင်ဆရာနှင့်စတင်စုံစည်းခဲ့သည်ဟုဆိုသည် အဆိုပါအကြောင်းတွင်တေးရည်နိုင်မြမာဤဘဝဖြစ်တည်လာဖို့ရာပုံသွင်းထုစေခဲ့သည့်ဆရာဦးစိုးမြင့်ဆရာဦးတန်းညွန့်တို့ကဂီတကိုဝါသနာပါအောင်ပုံတို့ဘက်စာများဖြင့်ပညာသင်ကြားပေးခဲ့ပုံကိုတေးရည်နိုင်မြမာကမှတ်မရရရှိနေစေပဲဟုပြောသည်ကျွန်တော်ကလေးဘဝတုန်းကကျွန်တော်ကိုထုစေလိုက်တဲ့ဆရာကောင်းနဲ့တွေ့ပြီးတော့ကျွန်တော်ရဲ့ကြီးထွားလာတဲ့ဘဝကအဲ့ဒီကနေမြစ်ဖြားခံတာပေါ့အာမဂါ73ကနေကျွန်တော်၄တန်းအောင်မြင်ခဲ့တယ် ထိုအချိန်ကာလသည်1963-64ခုနှစ်ဖြစ်သည်တေးရီနိုင်မြမသည်စတုတ်ရတန်းအောင်မြင်ပြီးနောက်ပြစ်စမတန်းကိုတောင်းကလာဆနစ်ရက်ကွက်ရှိအလဲတန်းကျောင်းတွင်တနည်းတယောက်ခဲ့ပြီးရန်ကင်းကြောက်ကုန်းရှိအလကာနှစ်၌အလဲတန်းကျောင်းသားဘဝကိုဖျက်ဆီးခဲ့သည်ထိုအချိန်ကာလသည်ဒေါ်လာရေးကောင်စီအစိုးရလက်ထက်ရောက်ရှိပြီးဟုတေးရီနိုင်မြမကတောက်လက်စာစေးပေါ်လေးကိုမင်းကြီးကဆက်ပြောပြသည်ရင်းကျောင်းတွင်လဲတေးရီနိုင်မြမ၏ဘဝကိုပုံသွင်းထုစေခဲ့သည့်ကျောင်းဆရာမကြီးဒေါ်တင်တင် သမိုင်းဆရာဦးသိမ်းမြင့်ဆရာဦးညီပုစသည်ဖြင့်မှတ်မှတ်ရရကျောင်းဆရာနာမည်များကိုပြောပြသည်စာသင်ကျောင်းများကိုတကြောင်ပြီးတကြောင်ပြောင်းရွှေ့ခဲ့ရသည့်တေးရင်နိုင်မြမာကပညာသင်ကြားပေးခဲ့သည့်ဆရာဆရာမများကိုဆွဆွဲထင်ထင်မှတ်မှတ်ရရရှိနေကြောင်းပြောပြသည်စာသင်ကျောင်းများတကြောင်ပြီးတကြောင်ပြောင်းရွှေ့သင်ကြားလာခဲ့သည့်တေးရင်နိုင်မြမာကကျွန်တော်ပညာရေးမှာမအောင်မြင်ခဲ့ဘူးဟုပွန့်ပွန့်လင်းလင်းဝန်ခံသည်နဝမာနဲ့ကျောင်းသားဘဝရောက်ချိန်ရန်ကင်းအထက်ကတစ်တွင်ဆက်လက်ပညာသင်ကြားခဲ့ပြီး ဆာမေးပွဲကိုကောင်းကောင်းမဖြေဖြစ်ခဲ့ဘူးဟုဆိုသည်ထို့နောက်တင်ငန်းကျွန်းညချောင်းတို့ပြောင်းရွှေ့တက်ရောက်ချိန်တွင်လူငယ်ဘာသာဘာဝရဝါသနာတူငယ်ချင်းများ ပေါင်းမိကကြပြများကိုစတင်ရေးသားပြီးမဂဇင်းတိုက်များသို့ပို့နေပြီဟုသူ၏ငယ်စဉ်ဘဝကိုအောက်မေ့လျက်ပြောပြသည်ဒေးရီနိုင်မြမအနေဖြင့်အမှုပညာအလုပ်လှုပ်စဉ်ကလေးကအဘွားဖြစ်သူဒေါ်ငိမ့်ရှင်ကသာအလိုလိုက်ခွင့်ပြုခဲ့သည်မိသားစုဝင်များကပညာတတ်တယောက်ဖြစ်စေခြင်းတော်လဲဒေးရီနိုင်မြမကလူငယ်တဘာဝ ယုံကြည်ရကိုလှမ်းဆုပ်ဖို့စ조사နေခဲ့ပြီဖြစ်သည်တစ်ဆန်းတို့အကယ်ဒမီတို့အဲ့ဒီစာဆောင်တွေဂျာနယ်တွေမဂဇင်းတိုက်တွေကိုကျွန်တော်တငယ်ချင်းတွေနဲ့ကဗျာတွေလိုက်ပို့ကြတယ်တပြေတို့ဘာတို့မှလည်းကျွန်တော်ကဗျာတွေရေးခဲ့တယ်အစိုးဆိုတဲ့ကလောင်နာမည်နဲ့ပို့စကတ်လေးတွေထုတ်တယ်နောက်တပြေနှစ်ပတ်လည်မှာမောင်နိုင်နိုင်ဆိုတဲ့နာမည်နဲ့ရေးတယ်အဲ့ဒီလိုတငယ်ချင်းတွေနဲ့လက်ဖက်ဆိုင်ထိုင်ရင်အစိုးရခိုင်ထူးရဲ့တင်းမြုံငယ်စီးရီးထွက်လာပြီးကျွန်တော်တို့လူငယ်တို့ကိုတချင်းတွေနဲ့တင်ပိုက်လိုက်တာပေါ့ အဲ့ဒီအချိန်မှာကင်ဇာလဲပေါ်လာပြီကိုခိုင်ထူးတို့စိုင်းရီဆိုင်တို့စီးရီတွေဖြစ်နေတဲ့အချိန်ကျွန်တော်ကတငယ်ချင်းတွေနဲ့ဂီတာဒီးတင်နေပြီရတန်လေးပါလေးတီးတက်သွားပြီးတော့အဲ့ဒီမှာကျွန်တော်တချင်းတွေစရေးတာပဲဂီတာနဲ့စတင်ထိတွေ့ချိန်မှာစ၍ဂီတာတီးတက်အောင်သင်ကြားပေးခဲ့သည့်ဆရာများမှာတငယ်ချင်းများသာဖြစ်ကြောင်းတချင်းရေးဆရာဖြစ်သွားသည့်အချိန်မှသာဂီတာ notes နဲ့ပတ်သက်၍ဂီတာစာဆိုမောင်းဆွေးနွေး တရော့ဥဆိုးမင်းစသည့်ဆရာများထံမှသင်ယူခဲ့ရပြီးအနိကငဲဆရာဥက္ကလာခင်စောစီမှအမှုပညာအမွေများကိုသင်ယူခဲ့ရကြောင်းတေးရည်နိုင်မြမာကပြောပြသည်အတတန်းကျောင်းသားဘုရားတောင်ဥက္ကလာပါမဝါသနာတူတငယ်ချင်းများစု၍အရှိရွာသားများဟုနာမည်ရသည့်အမည်ဖြင့်ဒီဝိုင်းဖွဲ့ကစီရီခွေထုတ်ရန်တေးရည်နိုင်မြမာနှင့်လူငယ်တစုစိုင်းပြင်းခဲ့ကြပူသည်သို့သောဒီဝိုင်းအဖွဲ့သည်တနည်းခန့်အကြောင်းရင်းပြိုကွဲသွားခဲ့သည်ထိုးအဖွဲ့ထဲတွင်ဒေါက်တာကြီးဥတုခဤသားဖြစ်သူအာယု တေးရင်မြတန်းဆန်စသူတို့ပါဝင်ခဲ့ကြသည်ဒီဝိုင်းအဖွဲ့ပြိုကွဲရခြင်းမှာတင်မောလိုက်သူလိုက်စစ်တဲဝင်သူဝင်နဲ့တကွဲတပြားစီဖြစ်သွားခဲ့ခြင်းကြောင့်တေးရင်နိုင်မြမာတယောက်ထဲသာတချင်းရေးရင်ကြတာတေးရင်ကြံရစ်ခဲ့တော်သည် တေးရင်နိုင်မြမာဤဘဝတွင်ဩဇာညောင်းသည့်တေးရင်ဆရာနှစ်ဦးရှိခဲ့သည်ထိုအချိန်ကနံပါတ်ကြီးတေးရင်ဆရာအဖြစ်အောင်မြင်နေသည့်ဆိုင်းခန့်လိုက်နဲ့တေးရင်ကိုနေဝင်းတို့ဖြစ်သည်ဂီတလောကတွင်တေးရင်ဆရာအဖြစ်ရက်တီလာနိုင်ဖို့ရာမှာတေးရင်ဆိုင်းခန့်လိုက်နဲ့ကိုနေဝင်းတို့၏တချင်းများနှင့်လဖေးဆိုင်ထိုင်ကား ထုံကူးခဲ့ပြီးဂီတကိုဆွဲလန်းနှစ်သက်ခဲ့ရသည်ကိုကျင်းနဲ့အားရစွာပြောပြနေသည်အောင်မြင်ခြင်းခရီးလန်းသည်လွယ်လွယ်ကူကူလျှောက်လန်းရသည့်လမ်းမဟုတ်ဘူးဆိုသည့်အတိုင်းတည်ရင်နေမြမကြီးဂီတဘဝဂီတလောကကိုစတင်လျှောက်လန်းရသည့်ခရီးလန်းကလည်းအခက်ခဲများစွာရှိခဲ့သည်မိသားစုအဖိုးအဖွားအတော်ဦးလေးများနှင့်အတိုက်ခံလောက်ကပညာရေးကိုပင်ဆော့လော့ခဲ့သူဖြစ်သည်နောက်ဆုံးကျွန်တော်ကြောင်းထွက်လိုက်ပြီးတော့တချင်းရေးတဲ့အလုပ်ကိုပဲဒီဇိုင်းမက်မက်လုပ်တော့တယ်။ကိုးတန်းနဲ့ထွက်လိုက်ပြီးကြောင်းကိုဆက်မတက်တော့တာ ိမ်ကလည်းကျွန်တော်ကိုမဟုတ်ဘူးမပြီးတော့ဘူးကျွန်တော်ကလည်းခေါင်းပါတယ်အဖွားကတော့ကျွန်တော်ကိုခိုးခိုးပြီးမဟုတ်ဘူးပြီးတယ်တေးရင်နိုင်မြဝငယ်စဉ်ကလေးဘွားတုန်းကတက်မတော်သည့်အစင်လာကောင်းသည့်အတွက်စစ်ထဲဝင်ခြင်းခဲ့တော်လဲမျက်လုံးမကောင်းခြင်းဦးလေးဖြစ်သူရှေ့တန်းတွင်ကြာဆုံးခဲ့ခြင်းများကြောင့်မိသားစုဘဝဖျို့ဖျဲဖြစ်ခဲ့ရမှာတက်မတော်သားဘဝနဲ့လွဲချော်ခဲ့တော်သည်လူငယ်ဘဝကဖက်စစ်ဒေါ်လာရင်းနှင့်တက်မတော်သားများဆစ်ရှိလာပုံများကိုမြင်တွေ့ဘူးသောကြောင့်သူရဲကောင်းဘဝကိုအားကြခဲ့သူလဲဖြစ်သည်ဟုတေးရင်နိုင်မြမှာက သူသိမြင်တွေ့ရှိခဲ့ရဖို့ဒီတပ်ပတော်ကိုအထင်ကြီးလေးစားခဲ့ကြောင်းပြောပြသည်ပညာသင်ကြားရစဉ်ကလည်းမျိုးရှိကောင်းဆောင်သူရဲကောင်းများအာဇာနည်သူရဲကောင်းများကိုအားကြကြီးပြင်းခဲ့ရသည့်တေးရီနိုင်မြမာကအသက်23နှစ်တွင်တေးရီဆရာတယောက်အဖြစ်အောင်မြင်စပြုလာခဲ့ပြီဖြစ်သည်တေးရီနိုင်မြမာရေးသားပေးလိုက်သောသချင်းများကတပုတ်စာနှစ်ပုတ်စာဖြင့်ဂီတာလောကတွင်အောင်မြင်လာပြီဖြစ်သည်ထို့သောအောင်မြင်လာသည့်အချိန်တွင်သူ၏သချင်းများထဲ၌ပြည်သူလူထုနှင့်သက်ဆိုင်သည့်အကြောင်းအရာများကိုထည့်သွင်းရေးသားခဲ့သည်ဟုဆိုသည် ကျွန်တော်ကလူတို့နဲ့ကင်းကွာမှာမဟုတ်ဘူး။တေလဲကင်းကွာမှာမဟုတ်ဘူးဟုသူ့ခံယူချက်ကိုပြောပြသည်။မိမိရေးသားထုတ်လုပ်လိုက်သောသချင်းသည်တန်း90ကျော်သောလူတို့တဲ့သို့စီးစင်းသွားခြင်းဖြစ်ပြီးမိမိ၏သချင်းများကိုခံစားနားမလည်ပေးနိုင်လက်ခုပ်အာမတီးပေးကြပါကမိမိတို့ဖန်တီးသောအမှုပညာသည်အလဟသဖြစ်သွားမည်။ထို့ကြောင့်လူတို့နှင့်ဆက်ဆက်ပြီးလူတို့ငိုလင်ငိုမီလူတို့ရည်လင်ရည်မီလူတို့မဲ့လင်မဲ့မီလူတို့နှင့်အတူခံစားရသည့်ဒုက္ခဒုက္ခများကိုလူတို့နှင့်အတူခံစားပြီး သူ့အမှုပညာနဲ့ပေါင်းဆက်နေသည်ကသူခံယူသောအမှုပညာသမားတယောက်ဤဘဝဟုပြောလင်မှားမိမထင်ထို့သောသောသူခံယူသည့်ဘဝကိုတတ်သိထူပြနေသည်ကလက်ရှိတေးရီနိုင်မြမာဤဘဝဖြစ်နေသည်တေးရီဆရာတယောက်အဖြစ်အောင်မြင်စပြုလာသည့်အချိန်တွင်အဆိုတော်များထုတ်လုပ်သူများသည်တေးရီနိုင်မြမာဤနောက်သို့လိုက်လာကြပြီးစီးပွားဖြစ်သွားကြသူများလည်းရှိသည်1988ခုနှစ်ကမြောက်ဩကလာပတွင်နေထိုင်ခဲ့ရပြီးဖြတ်တန်းခဲ့ရသည့်ရှစ်လေးလုံးလူလူအေးတော်ပုံအတွေ့အကြုံများကိုနောက်ပိုင်းတွင်ဆက်ပြောပြသည် လူတို့နဲ့အတူတသားတည်းရှိသည့်အတွက်တေးရီနိုင်မြမာကငယ်စဉ်အထက်တန်းကျောင်းသားဘဝကတေးရီဆရာအဖြစ်ရက်တည်ရန်မိသားစုအတွင်းဦးလေးအတော်များနဲ့အတိုက်အခံလှုပ်ခဲရသည့်အကြောင်းစကားဆက်ပြန်သည်ကျွန်တော်ကကိုကိုကိုအနုပညာအလုံးနဲ့အသက်မွေးမယ်ဆိုတဲ့စိတ်ကူးမျိုးငကိုကမရှိခဲ့ဘူးကျွန်တော်တချင်းတွေကတပုတ်ပေါက်နှစ်ပုတ်ပေါက်နဲ့မျိုးတွေကထုတ်လုပ်သူတွေကကျွန်တော်စီရောက်လာကြပြီးတချင်းတွေဝယ်ရင်းဝယ်ရင်းနဲ့ပတ်စံရမှန်းလဲတည်သွားတယ်အဲ့ဒီရတဲ့ပတ်စံကလည်းရက်တည်လို့ရတဲ့ငွေဖြစ်နေတယ်ကိုဝါသနာပါတဲ့အလုံးနဲ့အသက်မွေးဝမ်းကြောင်းရတာ ပျော်မွေ့ဖို့ကောင်းတယ်ဆိုပြီးအဲ့ဒီမှာစိတ်တုံးရှာပြီးတချင်းရေးဖို့ဆုံးဖြတ်လိုက်တာဒေးရင်နိုင်မြမာကပြောလက်ဆစကားကိုခဏရက်ခါဖွာလက်ဆစီးပေါ်လိတ်ကိုဆက်ဖွာသည်ပြီးနောက်1989-80ခုနှစ်များကာလတစ်ခုစီကသူကြုံးွားခဲ့သည့် သူခံယူချက် သူ၏ဘဝနှင့်ရင်းပြီးစိန်ခေါ်ခဲ့သည့်စကားတစ်ခုကိုဆက်ပြောသည်အတော်ရီဦးလေးတွေကနင်အတတ်ပညာလဲကောင်းကောင်းမတတ်ဘူးအဲ့ဒီအနုပညာလောက်တွေလောက်တော့အသက်ကြီးပြီးခွေးဖြစ်သွားတဲ့သူတွေအများကြီးပဲတဲ့ နေမအောင်မြင်ရင်ကူလီထမ်းမလားတဲ့ကျွန်တော်ယောက်ကကူလီထမ်းမဲ့ယောက်မဟုတ်ဘူးကျွန်တော်အဲ့ဒါလောက်တာမအောင်မြင်မရှင်းလုံးမယ်အသက်40မှမအောင်မြင်ရင်သူများအောက်ကြနောက်ကြတော့မခံဘူးကိုကိုကိုတတ်သေးပြလိုက်မယ်လို့ကျွန်တော်ပြန်ပြောခဲ့ပါတယ်ယုံကြည်ချက်အတိုင်းတေးရေးဆရာဘဝကိုခံယူပြီးနောက်1983ခုနှစ်တွင်ကိုင်းစာတီဆိုသော နေစီပြန်ပြီးငှက်သို့မဟုတ်ယောနသန်စင်ရောအင်းရှင်မင်းသားမောင်မောင် တေးစီရီဖြစ်အောင်မြင်မှုကိုရရှိလာခဲ့သည် ်ထို့နောက်ကစ်ပါနဒီစီးရီးထဲမှာကိုရရန်တော်တံမူးလေးသရှင်ဖြစ်တဲ့တိုင်းတပြည်လုံးဝဝကွဲအောင်မြင်ကတေးရင်နိုင်မြမဟူသည့်အမိကိုအခိုင်အမာရရှိခဲ့တော်သည်ထို့သောတေးရင်နိုင်မြမ၏သရှင်များမြို့အနှံ့နေအစုံဖွင့်ကအောင်မြင်နေခြင်းဘဝတစ်စီရှိုးအတွက်အပြောင်းလဲတစ်ခုနဲ့အတွေးအခေါ်တစ်ခုကိုရင်ဆိုင်နေခြင်းဖြစ်သည်။စာလုံးဖတ်ခြင်းငယ်စဉ်ကတည်းကတရားအားထုတ်ခြင်း၊ငိုးယဟန်းခံထားသည့်အခန်းရှိနေခြင်းများကြောင့်လောကီရေရာတွင်စိတ်ကုံသွားရသည့်အတွေးတစ်ခုပေါက်ခါ မောင်ပြင်းနဲ့မြသပိတ်တောင်တွင်ယဟန်ဝင့်နေခဲ့သည်ဒီအတိုင်းပဲတန်တရာလည်နေမဲ့အတူတရာစိတ်ပေါက်အာတန်ပြီးဖုံးကြီးသွားဝစ်တာဟုဒေးရီနိုင်မြမကသူ့ဘဝယဟန်အပြီးဝေးဖြစ်ဖို့ဆုံးဖြတ်ခဲ့သည်ကိုပြောသည်ထိုအချိန်တွင်ရန်ကုန်နှင့်မြို့အနှံ့တွင်ဒေးရီနိုင်မြမ၏တခြင်းများလူကြိုက်များအောင်မြင်နေသည်ကိုဒေးရီနိုင်မြမမသိတရားရှာဖွေအားထုတ်လျက်ရှိနေသည်ဒေးရီဆရာတယောက်အဖြစ်အောင်မြင်စပြုလာပြီးမှဒီအနုပညာနဲ့မအောင်မြင်ရင်လောက်ကရူတာဘတ် ကူပြောင်းဖို့မိသည့်စိတ်ကလုံစော်တိုက်တွန်းခဲ့သည်နှင့်ပတ်သက်၍သူကဤသို့ပြောပြသည်ကျွန်တော်အသက်23နှစ်လောက်မှာအသိဉာဏ်တစ်ခုရခဲ့သည်ရိုးရိုးလောက်ရှိရှစ်ခိုးနေတဲ့ဗုဒ္ဓဘာသာတစ်ယောက်ကနေတကယ့်အသေးနှလုံးထဲကညံထဲကဗုဒ္ဓဘာသာ ဖြစ်တယ်လူငယ်တစ်ယောက်ဖြစ်ပေမဲ့ဗုဒ္ဓဘာသာဝင်ဆစ်ဆစ်တစ်ယောက်ဖြစ်ပြီးဗုဒ္ဓဘာသာဝင်ဆစ်ဆစ်ဆိုတဲ့ဇာတ်ကဘလို့အတိတ်တွေမျိုးရှိလဲဆိုတော့ဖျက်လို့မရတဲ့ဒသနာပေါ့ဗုဒ္ဓဘာသာဝင်မစစ်သေးရင်သာဖျက်လို့ရတာလောကရန်ကြောင်းတော်လည်းကောင်း အာနာငွေရာဒူးကြောင့်တော်လကောင်းအခြားအကြောင်းကြောင့်ကြောက်တော်လကောင်းဘာသာပြောင်းသွားနိုင်တယ်ဗုဒ္ဓဘာသာဝင်အစ်စ်တယောက်မဖြစ်သေးဘူးဆိုရင်ဘာမဆိုဖြစ်သွားနိုင်တယ်ဗုဒ္ဓဘာသာဝင်စစ်စစ်တယောက်ဖြစ်သွားပြီဆိုရင်တော့ဘာနဲ့မှဖြူလှဲ့လို့မရတော့ဘူးဆိုတဲ့အသည့်တစ်ခုအသက်23နှစ်မှာရတယ်တေးရေးဆရာတယောက်အဖြစ်တိတိတသာအောင်မြင်လာခဲ့ဒီမှာဘာသာရေးအသက်ဝင်ယုံကြည်စွာလေးလာလိုက်စားခဲ့ပြီးနောက်မှသာအောင်မြင်လာခြင်းဖြစ်ကြောင်းတေးရေးနိုင်မြမာကသူ့ဘဝကိုပြန်တုံးသက်ပြသည် အသက်23နှစ်အရွယ်ဘာသာရေးကိုဒီဇိုင်းမမတ်လေ့လာနေစဉ်တရားအထုတ်ရှင်းတွင် အနိကသင်ကြားပြသပေးသည့်ဆရာမရှိသည့်အတွက်လေဒီဆရာတော်ဖျားကြီးဤဒီပဏီများဓမ္မစရိယဥထေးလံရေးသည့်ယဟန္တာနှင့်ပုဂ္ဂိုလ်ထူးများစသည့်စာအုပ်များကိုလေ့လာဖတ်ရှုရင်းတရားအထုတ်နေခဲ့သည်ထို့သောမွန်ပြည်နယ်မြသပိတ်တောင်စုံတွင်တဘာတဲ့တရားအထုတ်နေခြင်းရန်ကုန်နှင့်မြို့အနှံတွင်တရေးနိုင်မြမာဤကိုရန်တော်တမူးလေးတခြင်းသည်လည်းတတိုင်းတပြည်လုံးဝဝကွဲအောင်မြင်နေပြီဖြစ်သည်ထိုသည်ကိုတရေးနိုင်မြမာမသည့် ဘာသာရေး၌တာဝန်ယုံကြည်စွာတရားရှာဖွေအားထုတ်နေစေဖြစ်သည်တရားရှာရင်ရွာထဲဆုံးခံထွက်ရင်တဘာတဲ့တောကြောင်း၌နေခဲ့သည့်အတွေ့အကြုံများကိုလည်းတေးရေးနိုင်မြမာကကောင်းစွာမှတ်မိနေသည်တဖြည်းဖြည်းနှင့်အချိန်ကာလကြာသည်နှင့်အမျှတေးရေးနိုင်မြမာကတဘာတဲ့နေထိုင်ရင်ငင်းငွေလာပြန်သည်တောင်းကလာပါမျိုးမှတငယ်ချင်းများနှင့်ကြပြားရေးသချင်းရေးလဖေးရေးဆိုင်ထိုင်ခဲ့သည့်ဘဝကိုမကြာခဏတရိပ်ပြန်ရပြီးလူထွက်ရန်ဆုံးဖြတ်ခဲ့ပြန်သည် ထို့သောဆုံးဖြတ်မိသည့်မှာတရားရှာဖွေအားထုတ်ရာ၌အနိကသင်ကြားပြသပေးမိဆရာမရှိခြင်းအတွက်လူငယ်ဘဝသို့စိတ်လေသွားခြင်းဖြစ်ကြောင်းပြောပြသည်လူထွက်ဖို့ဆုံးဖြတ်ပြီးချက်ချင်းပင်တာအုပ်ကလာ၁၀ရက်ကွက်ရှိတငယ်ချင်းများရှိရာအောင်မိုးဟိန်လက်ဖက်ရည်ဆိုင်သို့ တေးရည်နိုင်မြမရောက်ရှိသွားသည်ထိုချိန်မှစ၍ဂီတလောကသို့တေးရည်ဆရာအဖြစ်ပြန်လည်ရောက်ရှိလာခဲ့သည်တေးရည်နိုင်မြမကငယ်ဘဝအတိတ်ကိုပြန်ပြောင်းပြောပြရင်းဖြတ်တန်းခဲ့ရသည့်ဘဝကိုပြန်သုံးသပ်နေဟန်လည်းရှိသည်နိုင်ချိန်တွေးဆကပြပြနေခြင်းဖြစ်သည် ဂီတလောကတွင်တရေးစီရာအဖြစ်အောင်မြင်နေခြင်းရှောင်လဲမရသည့်ဘဝတစ်စိတ်ချိုးကိုလည်းရရဝုံဝုံပင်ခံယူလိုက်သည်ကျွန်တော်အသက်26နှစ်မှအိမ်အောင်ကြတယ်ကျွန်တော်တငယ်ချင်းရဲ့ညီမနေပဲကျွန်တော်ညီမတွေနဲ့လည်းအဲ့ဒီကောင်မလေးကတငယ်ချင်းပဲတညသူကအိမ်နေရင်အဝေစားနဲ့ထွက်လာပြီးအိမ်မပြန်ဘူးစိတ်ညစ်ပြီးထွက်လာတာဆိုတော့လမ်းမှာကျွန်တော်နဲ့တွေ့ပြီးကျွန်တော်ကသူ့ကိုလိုက်ထင်းရင်အိမ်မပြန်ဖြစ်ပဲအိမ်အောင်ကြသွားတာပေါ့ဟုတေးရင်နိုင်မြမာကဆိုသည်အခုလက်ရှိရှိနေတဲ့ကလေးတွေရဲ့အမေပေါ့ဟုဆိုကရီမောရင်ပြောပြသည် တေးရီနိုင်မြမကသူချီနဲ့ဆိုတာလက်ခံရယူသည့်ဘဝကိုသူအမှုပညာနဲ့ဆက်ဆက်လိုက်သည့်အခါကလေးလူငယ်လူကြီးမသိသူမရှိသည့်တူနဂိုတိုင်းပြည်တီစီရီထွက်လာခဲ့ပြီဖြစ်သည်တူနဂိုတိုင်းပြည်တီစီရီကိုပါတုခွဲ၍ရေးသားခဲ့သည်သူ၏ဒုတိယဘဝတဆင့်ချိုးသူ့ဘဝအပြောင်းအလဲကိုပြောပြနေရင်းစကားစာကိုခဏရက်လိုက်သည်တောက်လဆဆေးပေါလိတ်ကိုပြာရွှေပြီးလူလူနဲ့မကင်းကွာသည့်သူ့သရှင်များကမဆလဆိုရှယ်လစီးပွားရေးကိုအကြီးညိုပြတ်စေသည်ဟုဆိုကား အချိန်တစ်နှစ်ကြာအမှုရင်ဆိုင်ခဲ့ရပုံကိုလေးလေးနက်နက်ဆက်ပြောပြသည်ကျွန်တော်အမှုဖြစ်တဲ့ဒေးစီရီနာမည်ကတွနကိုတိုင်းပြည်ဒေးစီရီအမှုဖြစ်တဲ့တခြင်းကောင်းစဉ်ကစိတ်အောင်ဆုံးမြင်ကွင်းကျဲတခြင်းပေါ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခစ်ဆိုတော့ဆိုရှယ်လစ်စီးပွားရေးကိုနှောက်ယှက်တဲ့အကျဉ်းချုပ်ပြအောင်ရေးတယ်ဆိုတဲ့ဥပဒေနဲ့ဗဟန်တရားရုံးမှာတရားရင်ဆိုင်ရတယ်ကျွန်တော်တို့ကစာပေစစ်စစ်ရေးခွင့်ပြုချက်နဲ့ထုတ်တာဆိုတော့အဲ့ဒီတော့ကစာပေစစ်စစ်ရေးကပြည်ထရေးကကင်တာကျွန်တော်ကိုတရားစွဲတာကမြူနီစီပယ်ကစွဲတာ သူတို့အချင်းချင်းဌာနအချင်းချင်းထိတ်တိုက်တွေတွေ့ကုန်တာပေါ့ထိုခေတ်ထိုကာလ1984 85ခုနှစ်ကာလများစီကအိန္ဒိအိမ်တွင်စစ်ရောင်စုံမြင်ကွင်းကျယ်တရှင်းကိုဖွင့်နေစဉ်အိမ်ရှိမှရဲများဖြတ်သွား၍တရှင်းတန်ကြားပါကအိမ်ထဲဝင်ကကတ်ဆက်နေတရှင်းကိုပါတင်းစီသွားသည့်အထိတေးရင်နိုင်မြမကြီးတရှင်းကပြည်သူလူထုဘဝအများကိုကိုးစားပြုထင်ဟပ်နေသည်ဒုနကိုတိုင်းပြည်ဒေသီရီကိုလိုချင်ပါကမြို့ထဲတွင်မောင်ကိုစေး၄၅စပေး၍ဝယ်ရသည့်အထိဖြစ်ခဲ့သည်ကျွန်တော်နဲ့အင်တာဗျူးမင်းနေစဉ် တည်ရည်နိုင်မြမာကစေးအောင်ဆောင်မြင်ကွင်းကျဲတရှင်ကိုအတိတ်ပဲသိစေရန်ဆိုပြသည်လူတချို့ဟာလေတနက်နဲ့စစ်တိုက်နေကြကာလန်ဘီကဘီဒင်းဆရာကြီးအားကိုးလိုက်ဆန်းပြရစီစီပင်ရဲတွေဈေးတယ်တွေကိုလိုက်ဖမ်းတာလေဈေးတယ်တွေကဈေးပန်းတွေမှဘဝတွေပြက်အဲ့ဒါလေးကိုရေးထားတာမြို့တော်လှဖို့ကအရေးကြီးသလားပြည်သူလူထုထမင်းစားရဖို့ကအရေးကြီးလားအစိုးရကစဉ်းစားရမှာပေါ့မြို့တော်လှပခြင်းရင်ဟင်းစားပေးလေမြို့ထဲမှာဈေးရောင်းခြင်းတဲ့သူတွေအတွက် နေရာတိကျလောက်ပြီးအဲ့ဒီလိုမဟုတ်ဘူးအကုန်မောင်းထုတ်ဖမ်းလူတွေက ကိုတိုင်းပြီးကိုနေပြီး ကောင်းရောင်းကောင်းဝယ်လှုပ်ရှားလို့မရဘူးဟုစိတ်အောင်ဆုံးမြင်ကွင်းကျဲတရှင်ရေးသားခဲ့သည့်ခန်းစားချက်ကိုပြောပြသည်စိတ်အောင်ဆုံးမြင်ကွင်းကျဲတရှင်ရေးသားပြီးအမှုဖွင့်တရားစွဲခံရခြင်းသည်တေးရင်နိုင်မြတ်ဘဝတွင်ပထမဦးဆုံးအစိုးရနှင့်ထိတ်လိုက်တွေးခဲ့ခြင်းလည်းဖြစ်သည်ထိုအချိန်မှစ၍စာပေစစ်စစ်ရေးကလည်းတေးရင်နိုင်မြတ်ဘဝ၏တရှင်များကိုတေးကြစွာစစ်စစ်ပြီးမှခွင့်ပြုတော်သည် ကလောင်ကြီးနိုင်မြမဟုပေးပြခဲ့ဒီမှာလဲလူငယ်ဘဝအတွေးခေါ်နဲ့ရှင်းတန်းဖြတ်တန်းနေသည့်လူငယ်တဦးဖြစ်တဲ့ကဲ့သို့နိုင်ငံရေးအသိစိတ်နဲ့နှိုးချခဲ့သည့်အတိုင်းကြီးကြီးကျယ်ကျယ်ပင်နိုင်ငံအောင်ချိန်ဟုပထမဦးဆုံးကလောင်ကြီးပေးပြခဲ့ပုံကိုလဲတေးရင်နိုင်မြမကပြောပြသည်နိုင်ငံအောင်ချိန်အမည်ဖြင့်တေးသရှင်မြကိုစာပေစည်းစည်ရေးတင်ပါကတရှင်မြကိုစည်းစည်ခွင့်ပြုတော်လဲနာမည်ကိုမူခွင့်ပြုခြင်းမရှိခဲ့ပြီကင်စာကဘာလန့်ကလက်ဖက်ဆိုင်မှာလာပြောတယ်အကိုတဲ့အကိုတရှင်ကိုတော့ခွင့်ပြုတယ် နာမည်ကိုတော့ခွင့်မပြုဘူးတဲ့အခုနာမည်ပြောင်းပေးရမယ်တဲ့ကျွန်တော်ကကြိုပြီးစဉ်းစားတာလည်းမရှိဘူး John F Kennedy တို့ John American တို့အဲ့ဒီလိုနာမည်တွေကျွန်တော်ကြားဘူးထားတော့ American လူမျိုးတယောက်ကသူ့နာမည်မှာ American ဆိုပြီးသူ့တိုင်းပြည်ရဲ့နာမည်ကိုပေးတယ်အဲ့ဒီလိုစိတ်ကူးနဲ့ငါတို့လည်းကိုယ်တိုင်းပြည်ရဲ့နာမည်ကိုကိုယ့်နာမည်နဲ့တွဲမယ်ဆိုပြီးနိုင်မြမဆိုပြီးပေးလိုက်တာနိုင်ငံအောင်ရှိန်ကနေပြီးအဆင့်ကလည်းမချကျင်ဘူးလေဟုတေးရေးနိုင်မြမကရီမောပျော်ရှင်စွာပြောပြသည် ယခုစောင်းပါအတွက်ဒေးရင်နိုင်မြန်မာကိုအင်တာဗျူးပြီး2014ခုနှစ်ဒီဇင်ဘာတွင်အဆိုတော်ကင်စာအားဖုံးပြဆက်သွယ်မေးမြန်းရာအမတ်တရတွေကအများကြီးဖြစ်နေတယ်။နည်းနည်းပါပါပြောလို့တော့မလုံလောက်ဘူး။ဒါပေမဲ့သူဟာမြန်မာပြည်မှာအရန်တော်တဲ့လူတစ်ယောက်ဆိုတာကိုရောတတိုင်းပြည်လုံးရောလက်ခံလိုက်မယ်လို့ဦးညီယုံကြည်တယ်။တမိုင်းထဲမှာကြံခဲ့မဲ့အမှုပညာသက်တယောက်လိုပဲသူ့ကိုဦးညီကဂုံပြူစကားနဲ့ပဲမှတ်ချက်ပေးပြရစီဟုဆိုသည်။1986ခုနှစ်တွင်တရရင်နိုင်မြန်မာကရေးဆိုပြီးနိုင်မြန်မာနီတန်းစီးတီးတခွေထွက်ရှိခဲ့ရာ ဂီတအတိုင်းဝိုင်းတွင်အတိုင်းတာတစ်ခုထိအောင်မြင်မှုရရှိခဲ့သည်။နောက်ပိုင်းတွင်ထုတ်လုပ်သူများ၏သဘောထားများကိုမကြိုက်မနစ်သက်ရမှကိုယ်တိုင်သချင်းဆိုခြင်းကိုရပ်နားကာရိုးရိုးကုတ်ကုတ်နှင့်ပင်ကိုယ်ပိုင်တန်စင်သချင်းများကိုရေးသားသည့်တေးရေးဆရာဘဝအဖြစ်ရည်တည်ခဲ့သည်။တေးရေးနိုင်မြမရေးပေးလိုက်သည့်သချင်းများစုမှာပရိသတ်ကအစိုးရအဖြစ်လက်ခံအတိမတ်ပြုရသည့်သချင်းများအဖြစ်ကျန်ရစ်သည်ကများသည်။အစိုးရဖြစ်စေမည့်သချင်းများထဲမှစိုးလွင်လင်တည်ဆူခဲ့သည့်ရှစ်လူမိုက်တေးသချင်းများသည်လည်းတေးရေးနိုင်မြမ၏လက်ရများဖြစ်သည်။ ဆက်လက်ပြီးတရရင်နိုင်မြမာကလူမှုရင်ဆိုင်ကြုံတွေ့နေရသည့်အခက်အခဲများကိုတခြင်းစာသားများထဲထည့်သွင်းရေးသားခဲ့ရခြင်းမှာလဲရိုးရိုးတာမန်ပြည်သူတယောက်ဤစိတ်တဲ့မျိုးပင်ဖြစ်ကြောင်းပြောသည်မြမာပြည်ဟာတစ်သက်လုံးရုန်းကန်လာရတဲ့အတိုင်းပြည်လူမှုဖြစ်နေတဲ့ပြဿနာတွေအခက်အခဲဒုက္ခတွေကိုအစိုးရကမဖြေရှင်းပေးရကောင်းလားဆိုတဲ့ဒေါသတွေကလေးဘဝကလေးကခံစားမိတယ်တခြင်းရေးတဲ့အခါကျတော့အဲ့လိုမျိုးတွေထည့်ရေးတယ်ထို့သောပြောနေစဉ်ဥယျာဉ်သတင်းစာဟုဆိုကား တရင်စာလာဖို့သူအမျိုးသမီးတဦးကနိုင်ငံမှာကလောင်မြီဖြစ်ကြပြများအပတ်စဉ်ပေါနေသည့်တူရိယာနေဝင်းဂျာနယ်တစ်စောင်နှင့် Daily 11တရင်စာတစ်စောင်လာပြီးသည်တေးရီနိုင်ငံမှာကဂျာနယ်နှင့်တရင်စာဘူးပတ်စံထရှင်းပြီးသည်ထို့နောက်သူသချင်းများရေးဖွဲ့ရာတွင်သူခန်းစားချက်နှင့်နိုင်ငံရေးအသည့်တစ်ခုကိုဆက်ပြောပြသည်ကျွန်တော်ကရိုးရိုးသားသား policy တစ်ခုဝါရတစ်ခုကိုအယောင်မစွန်းဘဲနဲ့အားနည်းတဲ့သူတွေဖိနှိပ်ခံရတဲ့သူတွေမရှိဆင်းရဲတဲ့သူတွေကိုလွတ်မြောက်စေခြင်းနဲ့နိုင်ငံရေးဝါရတစ်ခုမဟုတ်ဘူး စေးရောင်စုံမြင်ကွင်းကျေကကိုခန်းလေးကိုအားကြပြီးလိုက်ရေးတာအဲ့ဒီလိုလိုက်ရေးရင်းနဲ့ကြီးကြီးကျယ်ကျယ်ပေါက်ပြီးအမှုတွေပါဖြစ်ကုန်တော့တာပဲကိုတိုင်းပြည်မှာအုပ်ချုပ်နေတဲ့အစိုးရကိုတတ်တတ်ကန့်လန့်မယ်ဆိုတဲ့စိတ်မျိုးနဲ့ရေးတာတော့မဟုတ်ဘူးထို့သောတရိပ်နိုင်မြမာကအစိုးရနဲ့ပထမဆုံးအကြိမ်အမှုရင်ဆိုင်ခဲ့ရပြီးဒုတိယအကြိမ်ထပ်မံရင်ဆိုင်ရဖို့အကြောင်းဖြစ်ပေါ်လာပြန်ပါသည်မြမာပြည်တွင်အကြီးကျယ်ဆုံးသောအရေးခင်းကြီးတစ်ခုချစ်လေးလုံးလူလူအရေးတော်ပုံကြီးပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်ထို့အရေးတော်ပုံကြီးတွင်တရိပ်နိုင်မြမာသည်အသက်နှင့်ရင်းရွယ်တော်၎င်း ဘဝနဲ့ရင်းရွေတော်၎င်းပါဝင်ခဲ့သူတူဖြစ်ပါသည်ကံအကြောင်းမလပါကတေးရည်နိုင်မြမဘဝခြေလေးလုံးလူလူအေးတော်ပုံကြီးတွင် ကြာဆုံးသွားနိုင်ပါသည်ဆက်လက်ဖော်ပြပါမည်ဆောင်းပါရှင်ဖိုးဆိုင်